မင်္ဂလာပါခင်ဗျာရောင်ခစ်တက်ကနေဒီနေ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်တမရရာထုကို10နှစ်အထိတာဝန်ယူလို့ရတယ်လို့ကုလသမဂ္ဂကိုယ်စားလှယ်ကိုထုတ်ဖော်ပြောဆိုခဲ့တဲ့အကြမ်းဖက်မင်းအွန်လိုင်းဟာနောက်ဆုံးမှာတော့ယာယီတမရရာထုကိုသူ့ကိုယ်သူပြန်လည်ခန့်အပ်ပြီးယူလိုက်ပြန်ပါပြီမြန်မာနိုင်ငံတော်ကနေစကုံတွေရေးစခန်းနဲ့လမ်းကြောင်းတွေကိုတော်လန်ရေးတက်တွေကသာထိန်းချုပ်လိုက်တဲ့အတွက် American dollar billion နဲ့ချီပြီးနေစကုံတွေရေးတွေကျဆင်းသွားတယ်ဆိုတဲ့သတင်းပါဝင် ဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့တမရယာဓုကို10နှစ်အထိတာဝန်ယူလို့ရတယ်လို့ကုလသမဂ္ဂကိုယ်စားလှယ်ကိုထုတ်ဖော်ပြောဆိုခဲ့တဲ့အကြံဖတ်မင်းအွန်လိုင်းဟာနောက်ဆုံးမှာတော့ယာယီတမရယာဓုကိုသူ့ကိုယ်သူပြန်လဲခန့်အပ်ပြီးယူလိုက်ပြန်ပါပြီအကြံဖတ်စကားဆောင်မင်းအွန်လိုင်းဟာမဲစင်းမှားရွေးမှုကြောင့်အာနာထိန်နေဆိုတဲ့ဇာတ်ကို2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကတည်းကတွင်တွင်ကျယ်ကျယ်ပြောခဲ့ပေးမယ်လေ အာနာသိမ့်မှု၃နှစ်ခွဲရှိလာတဲ့အချိန်မှာတော့ယာယီသမရယာဒုနဲ့တာဝင်တွေကိုယူလိုက်ပြီးဆိုပြီးမနစ်ကပဲကြေညာလိုက်တာပါအရင်ကတည်းကသမရယူယူနေတဲ့ main online ဟာအခုဇူလိုင်လ22ရက်နေ့ဖြစ်တဲ့မနစ်ကညပိုင်းမှာတော့ဘသူမှရွေးကောက်တင်မြောက်တာမရှိပဲသူ့ကိုယ်သူယာယီသမရယာဒုတာဝင်ကိုလွှဲပြောင်းယူလိုက်တာဖြစ်တယ်လို့သိရပါတယ်အခုလို main online အနေနဲ့သူ့ကိုယ်သူယာယီသမရယာဒုလွှဲပြောင်းရယူမှုဟာလေဖွဲ့စည်းပုံအခြေခံဥပဒေမှာပါပြဋ္ဌာန်းချက်မရှိပဲ သူကိုသူသမရယာဒုပြန်လဲအနှင်းလိုက်တာဖြစ်တယ်လို့သိရပါတယ်။ဒီလိုသမရယာဒုကိုယူဖို့အတွက်မင်းအွန်လိုင်းဟာပြီးခဲ့တဲ့2022ခုနှစ်အောက်တိုဘာ18ရက်နေ့ကကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နိုလီဟေဆာနဲ့တွေ့ဆုံတဲ့အချိန်မှာလေမင်းအွန်လိုင်းဟာသူကိုယ်တိုင်သမရလုံမဲ့ပုံစံမျိုးကိုလုံထွေးပြီးပြောဆိုခဲ့ရမှာ2008အခြေခံဥပဒေအရသမရယာဒုဟာငါးနှစ်နှစ်ကြိမ်စုစုပေါင်း10နှစ်တာဝန်ထမ်းဆောင်နိုင်တယ်ဆိုပြီးပြောခဲ့တာပါအဲ့ဒီအချိန်ကပြောခဲ့တဲ့ မင်းအွန်လိုင်းရဲ့အရေးမွဲ့စကားတွေဟာတခြားသူအတွက်မဟုတ်ပဲသူမလုံရဲတာမရှိဘူးလို့ပြောဆိုခဲ့တဲ့အတိုင်းဖွဲ့စည်းပုံအခြေခံဥပဒေမှာပါပြဋ္ဌာန်းချက်မရှိပဲသူ့ကိုယ်သူယာယီသမရအဖြစ်ပြန်လဲခန့်အပ်လိုက်တာပဲဖြစ်ပါတယ်လက်ရှိမှာတော့မင်းအွန်လိုင်းဟာသူ့အာဏာအတွက်အာဆီယံကုလသမဂ္ဂနဲ့နိုင်ငံတကာကိုလည်းဂရုမစိုက်တဲ့အပြင်နောက်ထပ်မတရားဖန်ဆီးတပ်ဖြတ်ညှဉ်းပန်းနှိပ်စက်မှုတွေကိုဆက်လက်လှုပ်ဆောင်မဲ့သဘောထားကိုပါပြသလိုက်တာလည်းဖြစ်တဲ့အတွက်မင်းအွန်လိုင်းဟာသူ့ရဲ့သမရယုအိမ်မက်ကိုအကောင့်ထဲပေါ်ပြီး သူကိုယ်သူတမရမင်းအွန်လိုင်းဆိုတဲ့အဆက်တိတ်ကမဲ့တဲ့လှုပ်ရက်နဲ့ပြည်သူတွေကိုဆက်လက်ဒုက္ခပေးပြီးတော့နိုင်ငံကိုရေတိမ်နစ်အောင်လှုပ်ဆောင်တော့မှာဖြစ်တယ်လို့လဲပြည်သူတွေကတုံ့သက်ပြောဆိုနေကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့မြန်မာနိုင်ငံတဝမ်းကနေစကုံသွဲရေးစခန်းနဲ့လမ်းကြောင်းတွေကိုတော်လန်ရေးတပ်တွေကသာထိန်းချုပ်လိုက်တဲ့အတွက်အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီးနေစကုံသွဲရေးတွေကြဆင်းသွားတယ်လို့အကြံဖတ်စစ်ကောင်စီလက်အောက်ခံစီးပွားကူတဲ့ဝင်ကြီးဌာနကဝင်ကြီးထုံးအောင်ဆိုတဲ့သူကနေ စစ်ကောင်စီကိုအစီရင်ခံစာတင်ပြလိုက်တယ်လို့သိရပါတယ်2023 24ခုနှစ်ဗန္ဒာယီနှစ်မှာနေဆက်ဖြတ်ကျော်ကုံသွဲမှုတွေအနေနဲ့တရုတ်မြန်မာနေဆက်ကုံသွဲမှုထိုင်းမြန်မာအိန္ဒိယမြန်မာဘင်္ဂလားဒေ့ရှ်မြန်မာစတဲ့နေဆက်ကုံသွဲမှုတွေကနေနိုင်ငံခြားဝင်ငွေအမေရိကန်ဒေါ်လာသန်းနဲ့ချီရရှိခဲ့တယ်ဆိုပါတယ်ဒါပေမဲ့အခု2024ခုနှစ်နှစ်လယ်ပိုင်းမှာတော့တရုတ်ထိုင်းအိန္ဒိယဘင်္ဂလားဒေ့ရှ်နေဆက်ကုံသွဲရေးစခန်းတွေနဲ့လမ်းကြောင်းတွေကိုဒေါ်လာရေးတက်တွေကတိုင်ပိုက်ထိန်းချုပ်လိုက်ပြီဖြစ်တဲ့အတွက် နေဆက်ကုံသွေးရစ်တွေဟာအလွန်မင်းထိုးကျသွားပြီးဖြစ်တယ်လို့လဲစစ်ကောင်စီလက်အောက်ခံစီးပွားကူတန်းဝင်ကြီးထုံးအောင်ဆိုတဲ့သူရဲ့စစ်ကောင်စီကိုတင်ပြတဲ့အစီရင်ခံစာအရသိရပါတယ်လက်ရှိမှာတော့2024 25ခုနှစ်ဗန္ဒအေး2ရက်ဧပြီလ30ရက်နေ့အထိနေဆက်ကုံသွေးရေးပမာဏဟာအမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီးတော့ကိုကျဆင်းနေပြီဖြစ်တယ်လို့ထိုင်းနဲ့တရုတ်နေဆက်ကုံသွေးမှုတွေဆိုရင်အလွန်မင်းကိုထိုးဆင်းနေပြီလို့လည်းသိရပါတယ်ခင်ဗျာ တစ်ဖက်မှာတော့စကိုင်းတိုင်းကစလင်းကြီးမြို့ပေါ်မှာရှိတဲ့အချက်ဖက်စစ်ကောင်စီရဲ့ရဲစခန်းထွေအုပ်ယုံအပါဝင်စစ်တပ်တပ်ဆွဲထားရနေရာတွေကိုတော်လရင်ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်များနေပြီးစစ်သားတွေရဲ့မသားအလောင်းတွေကိုနှစ်ရက်ဇက်တိုက်တကြိုနေကြတယ်လို့မုံရွာ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဇွန်လ16ရက်နေ့ကပဲ စလင်းကြီးမြို့ပေါ်မှာရှိတဲ့အကြံဖတ်စစ်ကောင်စီရဲ့ရဲစခန်းထွေအုံယုံအပဝင်စစ်တပ်တဆွဲထားရနေရာတွေကိုတော်လိုင်းကြီးပူပေါင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့ပြီးဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေနဲ့တိုက်ပွဲပြင်းထန်ခဲ့ရမှာစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်များသွားပြီးဇန်နဝါရီ20ရက်နေ့နဲ့21ရက်နေ့တွေမှာသူတို့ရဲ့စစ်သားမသားလုံးတွေကိုနှစ်ရက်စက်တိုက်မိသူကြနေကြတယ်လို့လဲမုံရွာပြည်တဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အဲ့ဒီလိုတိုက်ပွဲတွေအတွင်း ပြည်ထရဲဘော်တဦးလဲမြင့်မြတ်စွာအသက်ပေးသူတွေရတယ်လို့ဒဏ်ရာရတဲ့သူတချို့လဲရှိထားပြီးလက်ရှိမှာတော့စလင်းကြီးမြို့မှာလဲအကြပ်ဖက်စစ်ကောင်စီတပ်ကစစ်ကူတွေပို့ပြီးတော့ခံစစ်ပုံစံမျိုးအကျဉ်းကျယ်ပြင်ဆင်နေပြန်တယ်လို့သိရပါတယ်ခင်ဗျဒီတစ်ခါမှာလဲရန်ကုန်မန္တလေးအမြန်လန့်မိုင်းတိုင်အမှတ်3နှစ်3မှာမိုင်းဆွဲခံရမှုကြောင့်စစ်သား5ဦးပြေကုန်ကြတဲ့စစ်ကားတွေပါဗိုလ်မှူးကျော်နိုင်ဝင်းဦးစီးတဲ့အာဆီယံတနက်ပြပြိုင်ပွဲဝင်မဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါပါလာတယ်လို့ နေပြီးတော့စစ်ပတ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိုက်ကိုပြောပါတယ်ဇူလိုင်လ21ရက်နေ့ကပဲမြကြီးနာတက်ကနေအချက်ဖက်စစ်ကောင်စီတက်ကဘူမှုကျော်နိုင်ဝစ်ဆိုသူရဲ့ဥဆောင်မှုနဲ့အာဆီယံတနက်ပြပြိုင်ပွဲဝင်ကြမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်35ဥပစစ်ကားနှစ်စီးဟာရန်ကုန်မန္တလေးမြန်လန်းမိုင်းတိုင်အမှတ်3နဲ့3အနီးမှာဖြတ်အပြင်းမိုင်းတွေနဲ့ပေါက်ခွဲတိုက်ခတ်ခံလိုက်ရတယ်ဆိုပါတယ်အဲ့ဒီမှာရင်မှတ်၄၃၈၃စစ်ကားတစ်စီးကိုမိုင်းကတဲ့တဲ့ထိသွားပြီး ကားပေါ်မှာပါလာတဲ့ရင်မောင်းတက်သားမျိုးမင်းဆိုးအပါဝဲစစ်သား၅ဦးကတော့အပီးသီးသေးကုန်ကြပြီဗိုလ်မှူးကျော်နိုင်ဝင်းဆိုသူလဲလေပင်ထိမှန်ဒံရနဲ့တက်ချက်ကြီးမျိုးတီဟာကျော်တက်ချက်ပြေဖြိုးသူတက်သားနန္နာအောင်ဆိုသူတို့အပါဝဲဒံရရတဲ့သူတွေကိုလဲမိထီလာတက်ဆေးယုံကိုပို့ထားရတယ်လို့သိရပါတယ်ခင်ဗျာအခုတခါတင်းသာတိုင်းဘက်မှာတော့လောင်လုံးမျိုးနဲ့အတွင်းစစ်ကြောင်းထိုးနေတဲ့အကြပ်ဖက်စစ်ကောင်စီတက်ဟာရင်းမုံနဲ့ပြင်ချောင်းကြေးရွာကနေအိမ်တွေကိုမိရှုဖြက်စီးပြီး ရတပီသူစေဥကိုပါလူသားတိုင်းအဖြစ်ဖန်ဆီးသွားတယ်လို့တဝဲခရိုင်တပိတ်ကော်မတီနဲ့လောင်လုံးမျိုးနဲ့ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါတယ်။ဇွန်လ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲလောင်လုံးမျိုးနဲ့အတွက်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာရင်းပုံနဲ့ပြင်ချောင်းခြေရွာတွေကိုဝင်ရောက်စီးနင်းပြီးအရတပီသူတွေရဲ့နေအိမ်တွေကိုအကြောင်းမဲ့မိရှုဖျက်ဆီးသွားတယ်ဆိုပါတယ်။ဒါအပြင်ခြေရွာတွေကရတပီသူစေဥကိုလည်းလူသားတိုင်းအဖြစ်မတရားဖန်ဆီးသွားတယ်လို့လက်ရှိမှာအကြမ်းဖက်စစ်ကောင်စီတပ်ဟာ တင်းသာကြီးတိုင်းမှာနယ်မြေစွန့်မှုမှုတွေဆုံးရှုံးနေတဲ့အတွက်တို့စစ်ကြောင်းထိုးရဂျေးရွာတွေကပြည်သူပိုင်းနေအိမ်တွေကိုဘာမှမဆိုင်မဲ့အကြောင်းမဲ့မိရှုဖြက်စီးဓာတ်တွေလုပ်နေတယ်လို့လဲဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ